တင်ကျွလက်ပြီနေဟာနေဒူးနေမြတ်လို့ဆိုရမှာပါ။ဘာဖြစ်လို့တော့ဆိုတော့မြတ်စွာဘုရားဟာဖျားဖြစ်ပြီးတဲ့နောက်ခொနဝါမြောက်အချိန်ပိုင်းမှာတာဝရိဏနတ်ပြည်ကိုတည့်ပြီးတော့လေးနဲ့ခက်ခဲပြီးအလွန်တရာရှည်လျားတဲ့အဘိဓမ္မာတရား190ကြာအောင်ဟောပြောပြီး လူပြည်လူလောကကို ပြန်လီကြွချီလာတဲ့နေ့ဟာလည်းပဲသတင်းကျွမ်းလာပြီးနေ့ပဲဖြစ်ပါတယ်။ပါဠိစာပေမှာဒေဝရောဟဏနတ်ပြည်ကဆင်းသက်လာတဲ့နေ့လို့ခွန်တော်အမြောက်တာဝရိန္ဒနတ်ပြည်ပင်လကတိပင်ကြီးအောက်မှာခင်းထားတဲ့ဣဆက်ညံ့ညောတဲ့တရားမင်းကြီးထိုင်တဲ့ပန္ဓုကပလာကြောက်ရှာကြီးရဲ့ ကြောက်နေရမှာမြတ်စွာဘုရားသခင်ကိုရောမြတ်ဟာရက်60ကြောင်သတင်းသုံးနေထိုင်ပြီးတော့အဘိဓမ္မာတရားကိုရှည်လျားစွာဟောကြားခဲ့တယ်။လူပြည်မှာဟောလို့ရှိရင်လူသားတွေဟာရက်60ကြောင် ထိုင်ပြီးနားနိုင်မှာမဟုတ်ကြဘူး။ဒါကြောင့်မို့လို့နတ်ပြည်ကိုယူပြီးတော့မြတ်စွာဘုရားအင်မတန်မှရှည်လျားတဲ့အဘိဓမ္မာတရားတော်ရက်60ကြာမြတ်တာဝရိန္ဒနတ်ပြည်မှာဟောဟောပြီးလို့ ဒီကနေ့လို့သတင်းကျွတ်လာပြီနေ့အခါသမယမှာအဘိဓမ္မာတရားဟောကြားအဆုံးသတ်ပြီးဆုံးတဲ့အခါမှာလူပြည်လူလောကကို ပြန်ပြီးတော့ကြွလာအဲဒီလိုကြွလာတဲ့အခါမှာခန္ဓာနာနာနဲ့စัจ java လာတိုက်တောင်းမှရှိကြတဲ့နတ်ဗြမအပေါင်းကြီးခြံရံပြီးတော့မြတ်စွာဘုရားသခင်ကိုရောမြတ်ဟာလူပြည်ကို ဆောင်းတန်းကြီး၃ွယ်ကနေပြီးတော့တလန်းချင်းကြွလာတာပါအိမတ္တမထူးခြားတဲ့ညင်ကွင်းတစ်ခုဖြစ်မှာပါတရားမင်းကြီးတို့ပြမမင်းကြီးတို့နတ်ပြမအပေါင်းတွေဟာဝဲရရှေ့နောက်ကခြံရံပြီးတော့မြတ်စွာဘုရားကို လူပြည်အပြန်မှလိုက်ပြီးတော့ပို့ကြတာတရားမင်းကြီးရဲ့တာဝရိန္ဒာနတ်ပြည်က ဆောင်းတန်းဥကနေပြီးတော့လူပြည်လူလောကသင်္ကတ္တနဂရလို့ခေါ်တဲ့သင်္ကတ္တမြို့မြို့တကားအနီးမှာဆောင်းတန်းချေထင်ရှားပေါ်လာပြီးတော့ရွှေဆောင်းတန်းငွေဆောင်းတန်းဗရမယာဆောင်းတန်းလို့အမတန်မှကြီးကျယ်ခမ်းနားပြီးတော့လှပဆန်းပြားတဲ့လေကားကြီး၃ဆင်းပေါ့ဆောင်းတန်းလေကားကြီး၃ဆင်းမှာမြတ်စွာဘုရားသခင်ကိုရောမြတ်